ကဲမင်္ဂလာပါဝေါ်ခုံနိုင်မှာအလုံးအပြည့်နဲ့ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့အတွက် breaking news ပထမအဆုံးပြောပြချင်တဲ့အကြောင်းအရာကတော့ Alex Barrier ရဲ့အကြောင်းပါခင်ဗျာအဲ့တော့မနေ့ညမှာပဲ Alex Barrier ကသူ့ရဲ့ဆရာဖြစ်တဲ့ Grover Tishira ကိုတန်ဖိုးကြီးရဲ့ Chevrolet Gardezi လက်ဆောင်ပြန်လည်ဝယ်ပေးလိုက်ပြီဖြစ်ပါတယ်ဝမ်းဝမ်းသူ့ရဲ့ဆရာကိုတကယ်ကိုချစ်တာပါအဲ့တော့ Alex Barrier ကဒါပထမအဆုံးဝယ်ပေးတော့မဟုတ်ပါဘူးဗျာ အရင်တူမစ်ဒဝိတ်တန်းမှာချန်ပီယံဖြစ်တော့ကလည်းသူ့ရဲ့ဆရာကို Harley Davidson Motorcycle တစ်စီးဝယ်ပေးခဲ့မှုပါတယ်။အဲ့တော့သူ့ရဲ့တန်ကြေးကိုအရင်ပြောကြရအောင်။ပထမအဦးဆုံးတစ်ချိန်ဝယ်ပေးတဲ့ဒီဆိုင်ကရဲ့တန်ကြေးကတော့ဒေါ်လာ3000ကျော်ပါတယ်။မြန်မာငွေနဲ့ဆိုရင်3000ကျော်ပါတယ်ခင်ဗျာ။အခုမင်းညဝယ်ပေးလိုက်တဲ့ဒီ Chevrolet Offroad ကားကတော့ဒေါ်လာ6000ကျော်ပါတယ်။မြန်မာငွေနဲ့ဆိုရင်3000ကျော်ပါတယ်။ တကယ်ကိုတန်ဖိုးကြီးတဲ့လက်ဆောင်တွေသူ့ဆရာကိုဝေပေးနေတာဖြစ်ပါတယ်အဲ့တော့တချို့ညီကိုတွေကမတီးတော့ဘူး Global Thi Shira ဆိုတာက UFC မှာတကယ်ကိုကျန်းခဲ့တဲ့ fighter သူရဲ့အသက်42နှစ်ရောက်မှဒီ light heavyweight dan champion ကပတ်ကိုအရာယူပြခဲ့တဲ့ fighter ဖြစ်ပါတယ်ပြောမယ်ဆိုရင် UFC မှာလေ legend fighter တယောက်လို့ပြောလို့ရတဲ့ဇယားတစုဖြစ်ပါတယ်အဲ့တော့သူရဲ့ပွဲထက်မှာအကြိုက်ဆုံးပွဲစဉ်ကိုပြောပါဆိုရင်ကျွန်တော်ကတော့ Global Tishira နဲ့ Jerry Brosca ထိုးတက်ခဲ့တဲ့ပွဲစဉ်လို့ကျွန်တော်တို့ပြောချင်ပါတယ်။အဲ့ဒီပွဲမှာ Global Tishira ကနောက်ဆုံး second ပိုင်းအလိုမှာပဲချုပ်ွက်မြည်ပြီးတော့ရှုံးနေသွားတယ်။သူရဲ့ Light Heavyweight Dan Champion ကပတ်ကိုလည်း Jerry Brosca ကိုပေးလိုက်ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်ကအဲ့ပွဲကိုအကြိမ်ဆုံးပါဘာလို့လဲဆိုရင်ပွဲချိန်ပြည့်သူ့ဘက်ကပဲနှပန်းတက်တာရယ် BJJ ကစားတာတွေကိုအသာစီးကစားပြသွားနိုင်လို့ပါ။ တကယ်လို့အဲ့ဒီစကန့်ပိုင်းအလိုမှသူချုပ်ကွက်မမြင်ခဲ့ဘူးဆိုရင်တော့သူအနိုင်ရရှိမှာသိကြပါလားခင်ဗျအဲ့တော့အဲ့ဒီဘွဲကတော့ကျွန်တော်အကြိုက်ဆုံးဘွဲစင်ပါအဲ့တော့ Glover တီရှိတာက Groundway ဘိုင်းမှာတကယ်ဆရာတဆို BJJ မှာလည်းတကယ်ကိုကောင်းတဲ့ဆရာတယောက်ဖြစ်ပါတယ်အဲ့တော့ LS Barrier သူစီရောက်ရှိလာတဲ့အချိန်မှာသူက K-pop ဆင် background နဲ့လာတယ် BJJ ဘက်ကတော့အဲ့လိုဖြစ်မရောက်သေးဘူးလို့ကျွန်တော်ပြောလို့ရပါတယ်ဒါပေမဲ့လည်း global team ရှိရတဲ့အတူလေ့ကျင့်ပြင်ဆင်နေတဲ့နောက်ပိုင်းထိတ်တောင်း defense တွေလည်းတော်တော်လေးကိုကောင်းတယ်ပြီးတော့ ground game ဘက်မှာလည်း သူလေးကိုပြေဆုံးလာတဲ့ fighter တယောက်လို့ကျွန်တော်မြင်ပါတယ်။အဲတော့ Alex Maria အခုလို MMA မှာလည်း champion ဖြစ်လာတာ Glover Teixeira ရဲ့ပံ့ပိုးကုညင်မှုကြောင့်100%ကျွန်တော်တို့ပြောလို့ရတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့တွေ့နေရတဲ့ဒီတန်ဖိုးကြီးလက်ဆောင်လေးပေါ့နော်။တခြားထိုးကျေးတွေကနေဒီရခိုင်နှုန်းခွဲပေးတာကြီးတော့ရှိကောင်းရှိနိုင်ပါလားခင်ဗျ။အဲ့ဒါတော့ကျွန်တော်တို့မသိရပါဘူး။အဲ့တော့ဒီဆရာတပည့်နှစ်ယောက်ကတော့ဆက်ပြီးတော့အောင်မြင်ဖို့ပဲရှိပါတော့တယ်။ အခုလက်ရှိချိန်မှာဒီ LS Barrier ကိုစိန်ခေါ်နေတဲ့သူကတော့ Kamsat Chamaya ဖြစ်ပါတယ်။အဲ့တော့ Barrier ဘက်ကတော့ပြပြတသားပဲ Kamsat ရဲ့ပွဲကိုသူကတော့လက်မခံဘူးဒီဂျွန်ဂျုံနဲ့အပွဲကစားဖို့ပဲသူကဆေးအားထက်တန်နေတဲ့အကြောင်းဖွင့်ဟခဲ့တာဖြစ်ပါတယ်။ဂျွန်ဂျုံနဲ့ပွဲကြတော့လာမယ့်2026ဂျွန်လမှာ White House မှာကျင်းပမယ့်ပွဲစဉ်မှာပါဝင်လာနိုင်ခြင်းရှိပါတယ်။ကျွန်ကျုံကလည်းတာဝန်လက်ခံနေ LS Barrier ကလည်းဒီပွဲကိုကစားဖို့လုံးဝကိုစိတ်အားထက်တန်နေတာဖြစ်ပါတယ် ဒါတော့ဒီပွဲမှာရရှိမယ့်ငွေအမောင်းဆိုရင်တန်း10ချီကိုရရှိနိုင်တာဖြစ်ပါတယ်။နောက်ဆုံး LS Barrier ထိုးခဲ့တဲ့ ပွဲမှာဆိုရင်3တဒသမ8တန်းပဲထိုးချီရရှိတာပါ။ဒါကတော့ American နိုင်ငံရဲ့ပြင်ပအနေကစားတဲ့ဒီ Fighter တွေတက်ကတော့ထိုးချီတော်တော်လေးကိုများတယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့လည်းအခုကြုံကြုံတဲ့ပွဲမှာတော့ဒီထက်တော်မှ4-5ဆလောက်ကိုပိုရနိုင်တာဖြစ်ပါတယ်ခင်ဗျ။အဲတော့ဆရာသမားကိုတိတက်တဲ့ Fighter ကြီးပိုပြီးတော့အောင်မြင်ပါစေလို့ပဲဆုမကောင်းတောင်းပေးပါတယ်။ ဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ Rainier Director နဲ့ Brandon Allen ရဲ့ပွဲစဉ်အကြောင်းပါဒီပွဲစဉ်အတွက်ဒီ Henry Hook ကတော့အခုလိုပဲပြောဆိုလာတာဖြစ်ပါတယ်ဒီတစ်ပတ်ကျွန်တော်ရဲ့ team တစ်ခုထဲရနေ Fighter နှစ်ယောက်ရှင်ပြန်ကြရမှာပါဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့လမ်းကြောင်းကကစားသမားတွေကိုအမြင်ရောက်အောင်အခွင့်ရေးရောက်အောင်တန်ပိုးပေးနေပြီလို့ပဲထင်မှတ်ပါတယ်ဒီလိုမျိုးတွဲဆိုင်နေလဲအရင်ကရှိခဲ့ပူပါတယ်ဒီတစ်ချိန်တော့ ဒီပွဲမှာကျွန်တော်ဘဒုဘက်ကမှပါဝင်အားပြေမှာမဟုတ်ပါဘူးပွဲကိုကြည်လက်ကြည့်မှာမဟုတ်ပါဘူးပိုကောင်းတဲ့ fighter ကဒီတစ်ပတ်အနိုင်ရမယ်ပြီးရင် champion စိန်ခွင့်ရရှိဖို့ပိုပြီးတော့နေဆက်မယ်ဒါပါပဲဆိုပြီးတော့ Henry Cook ကမချက်ပြီးတော့တော့ဖြစ်ပါတယ်အာပြောမယ်ဆိုရင်တကယ်ကိုကြေကွဲစရာပါဘာလို့လဲဆိုရင်ပထမ သူသူ့ရဲ့တပည့်ပေါ့နော်ပြောမှဆိုရင်အရန်ကိုချစ်ကြတဲ့ဂေဘတ်ပန်နဲ့ကမာရိုအိုစပန်ရဲ့အတွေ့အကြုံရှိနေတော့သူကတော့ဝင်မပါဘူးဆိုပြီးတော့ပြောဆိုလာတာဖြစ်ပါတယ်။အဲ့ချိန်ကတော့ကမာရိုအိုစမန်ကချန်ပီယံဂေဘတ်ပန်ကချန်ပီယံကပတ်လူရတာပါ။ကမာရိုအိုစမန်ကသူတို့နှစ်ယောက်ထိတိုက်တွေ့မယ်ဆိုတာတိတိအချင်းပဲချားချင်းကိုပြောင်းသွားတယ်။ပြီးတော့ချန်ပီယံကျတာဖြစ်ပါတယ်။အဲ့ဒီဘွဲမှာကမာရိုအိုစမန်ပဲအနိုင်ရပါတယ်။ဒါပေမဲ့လည်းနေပြကတော့ခေကလစ်အစီမှာဒီလာရောက်လေ့ကျင့်နေတဲ့ဂေဘတ်ဘန်နဲ့ပဲဆက်ပြီးတော့ပန်ဖို့ကိုင်ခဲ့ပါတယ် အဲ့တော့သူတို့အချင်းချင်းမှာလည်းနည်းနည်းအဖို့ထစ်တွေရှိခဲ့တော့ဗောနော်ဒါကတော့ကြာပါပြီအခုတော့ border တွေပြန်ဖြစ်နေကြပါပြီအဲ့တော့ Henry Hoof ကတော့အဲ့လိုမျိုးအတွေ့အကြုံရှိတာတော့ဒီပွဲကိုတော့လုံးဝအဝင်ပါမှာမဟုတ်တဲ့အကြောင်းကိုပြောဆိုထားတာဖြစ်ပါတယ်ဒီပွဲစဉ်ကဒီ Brandon Allen နဲ့ Ryanair Director ရဲ့ပွဲတောင်ပွဲမှာရှိရှိရမှာဖြစ်တယ်ဒီတစ်ပတ်တနင်္ဂနွေနေ့မနက်9:00နာရီခွဲမှာစတင်မှာဖြစ်ပါတယ် Brandon Allen ဘက်ကတော့ Ryanair Director ကိုအလေးထိုးပြသွားမယ်ဆိုပြီးတော့ကြုံဝါပြောဆိုထားတာဖြစ်ပါတယ် ရိုင်းနီတီရိုက်တာကတော့အရင်ရင်ရင်ခုံတိုင်းသိမရှိပါဘူးဗျ။ဘာလို့လဲဆိုရင်သူအတိတ်ကပြတ်မှတ်ထားတာကတော့ခမ်းဆန်နဲ့ကစားရဖို့ပါ။ခမ်းဆန်နဲ့ကလာမယ့်2026နေဆန်ပိုင်းမှာကစားရမယ်ဆိုပြီးတော့သူကအခိုင်အမာပြောဆိုထားပါတယ်။ပြီးတော့အင်တာဗျူးမှာလည်းအခုလိုမှတ်ချက်ပေးထားတာဖြစ်ပါတယ်။ခမ်းဆန်နဲ့ဒူပလက်စစ်ရဲ့ပွဲကတကယ်ကိုမယုံနိုင်လောက်အောင်ပါပဲ။ဒူပလက်စစ်လိုမျိုးချန်ပီယံတယောက်ကိုပွဲချိန်ပြည့် ground control လုပ်ပြီးကစားသွားနိုင်တာကတော့တကယ်ကိုလေးစားစရာပါ။ ကျွန်တော်ဆိုရင်အဲ့လောက်ထိဖြစ်လိမ့်မယ်လို့တော့မထင်ထားခဲ့ပါဘူး။ခံစက်ကတကယ်ကိုကောင်းပါတယ်။ဒါပေမဲ့သူမြင်ပြမှာကစားတဲ့ပုံစံကကျွန်တော်တို့လို BGC ကစားသမားတွေအတွက်အရန်ကိုအဆင်ပြေပါတယ်။သူကအနိုင်ယူဖို့ဆိုတာကျွန်တော်အတွက်အရန်ကိုလွှဲကူပါတယ်။ဆိုပြီးတော့ဒီ data ဘက်ကမတ်ချက်ပေးတော့ပါတယ်ဗျ။ဒါတော့လေတိုက်တယ်လို့ပဲမြင်တာပေါ့နော်တကယ်တမ်းကစားမှပဲဘလောက်ထိခက်ခဲမယ်ဆိုတော့သူလည်းသိမှာပါဘလို့ပဲဖြစ်ဖြစ်ပေါ့လက်ရှိအချိန်မှာဒီ ground game ဘက်မှာနှစ်ပန်းပဲကစားတဲ့ concept ချက်မရဲ့ကို ဒီဒုက္ခအပေးနိုင်ဆုံးကတော့ Rainier Director လို့ပဲမြင်ပါတယ်။အဲတော့လာမယ့်2026 Nissan ပိုင်းမှာကျွန်တော်တို့အတူတူဆောင်ကြည့်ရမှာဖြစ်ပါလားခင်ဗျ။ OPS ဆိုရင်မနက်ဖြန်ကကျွန်တော်တို့ကြည့်ရှုရမယ်မြန်မာပွဲစဉ်နှစ်ပွဲရှိပါတယ်ပထမဆုံးပွဲစဉ်ကတော့ Harlin Omnia ပွဲစဉ်ပါဒီနေ့မှာ weight chain သွားတယ်ပြီးတော့ face off လုပ်သွားပါတယ် Japan Fighter ကအရင်နေနေပိုရှင်နေတာတွေ့ရပါတယ်ခင်ဗျဒါပေမဲ့ Harlin Omnia ကနောက်ဆုံးပွဲရှုံးထားတဲ့နောက်ပိုင်းသူကစက်တိုက်ကိုပဲ ဒီ training စင်တာတွေပြင်ဆင်တာတွေလုပ်ခဲ့ပါတယ်။အဲတော့ဒီပွဲမှာအကောင်းဆုံးချပြနိုင်မယ်လို့ယုံကြည်ပါတယ်။ဟုတ်ပြီနောက်ထပ်တပွဲကတော့ကောင်ပွဲမှာကြီးရမယ်ထုံမင်းအောင်ရပွဲစဉ်မှာဒီတွဲဆိုင်မှာတော့ကျွန်တော်တို့ရဲ့ထုံမင်းအောင်ကအရင်နေနေပိုတာနေတာတွေ့ရပါတယ်ခင်ဗျာ။ဒါပေမဲ့လည်းသူ့ရဲ့ပြိုင်ဘက်တန်းနှင်ကတကယ်ကို Warrior Fighter တယောက်ဖြစ်နေပါတယ်။လွယ်ကူမှာတော့မဟုတ်ပါဘူး။ပြောမှန်ဆိုရင်ထွန်းထွန်းမင်းတို့ရဲ့ level လို့တော့ပြောလို့ရပါခင်ဗျာ။အဲတော့ Titan Fighter တယောက်ပါ။ဒီလိုမျိုး Fighter ကိုကျွန်တော်တို့ရဲ့လူငယ် Fighter ထုံမင်းအောင်ဘယ်လိုမျိုးချင်းကပ်သွားမလဲဆိုတာကျွန်တော်တို့ချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။အကောင်းဆုံး game plan ကိုတော့ယူဆောင်လာမှာသိချပါတယ်။ဟုတ်ကဲ့အဲဆိုရင်ဒီနေ့တော့လောက်ပါပဲ။နောက် video မှာပြန်ဆုံမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။